အားလုံးပဲမင်္ဂလာပါခင်ဗျာပြီးခဲ့တဲ့ပိုင်းမှာတော့ဝူခုံးကိုဘုံချောင်းကင်နှစ်မင်းဦးဆောင်တဲ့နတ်စစ်တီအဖွဲ့ကကြောင်စင်းအေဂရစ်အမေအရာလာရောက်ဖမ်းဆီးခဲ့ကြပေမဲ့သူတို့သာအရှုံးနဲ့ပြန်ပြေးခဲ့ရပါတယ်။ဒါကြမင်းလဲအဲ့ဒီအကြောင်းကိုကြတော့အယန်းကိုဒေါသထွက်သွားပါတော့တယ်။စုံခုံးဟာကောင်းငင်ဘုံမှာပညာရှိနတ်မင်းဖြစ်ချင်နေကြောင်းသိရတော့ဒါကြမင်းဟာအယန်းကိုစိတ်ဆူသွားပြီး ဟူကုန်းကိုဖမ်းဆီးဖို့လက်စစ်တီတီကိုထပ်မံဆေးလုပ်ဖို့ပြင်ဆင်ပါတော့တယ်။ဒူဝန်ကျဲနမင်းကစုဥခုံးလိုမြောက်လေးတကောင်အတွက်ဆိတ်ရှုပ်ခံနေဖို့မလိုကြောင်းယာသူနမဲသာရှိပြီးလောက်ပိုင်ခွေမရှိတဲ့တကိုးရှင်နမင်းဆိုတဲ့ဘွယ်ပေးပြီးမင်းကြီးအနားမှာထားလိုက်ရင်ဟူကုန်းလည်းပြဿနာရှာလို့ရတော့မှာမဟုတ်ကြောင်း ဖြောင်းပြပြောဆိုတဲ့အတွက်တရားမင်းလည်းသဘောတူလိုက်ပါတယ်။ဒဝန်ကျဲနဲ့မင်းဝူခုံးတီသွားတော့ဝူခုံးရဲ့တပည့်မြောက်ထီနဲ့ပဲတွေ့ပြီးသူ့ကိုလူလိမ်ဆိုပြီးတော့မြောက်လေးတီကမောင်းထုတ်ကြပါတယ်။နမင်းကတောင်းတောင်းမှန်မှန်ပြောမှာဝူခုံးနဲ့တွေးခွင့်ရခဲ့ပါတယ်။ဝူခုံးက ကောင်းငင်ဘုံကိုအရန်ကိုဒေါသထွက်နေခဲ့တာပါ။ဒူဝန်ကျဲနမင်းကသူဟာဝူခုံးနဲ့ ်ကောင်းကင်ဘုံစစ်ဖြစ်မဲ့ကိစ္စကိုဓာစီပေးတာကြောင့်လေဟူကုန်းကိုကောင်းကင်ဘုံမှာတကူရှင်နှမင်းယာရုပေးမှာဖြစ်ကြောင်းကိုတည်တည်ကြကြလေးရှင်းပြတော့မှာဟူကုန်းလည်းသဘောတူလက်ခံပြီးကောင်းကင်ဘုံကိုဒုတိယအကြိမ်ရောက်ရှိခဲ့ပါတယ်ဟူကုန်းဟာကောင်းကင်ဘုံမှာအလုံးမရှိတဲ့အတွက်လွတ်လွတ်လပ်လပ်နဲ့ပျော်ပျော်ပါပါရှောက်သွားနေခဲ့ပါတယ်ဟူကုန်းက အလုံးမရှိတဲ့အတွက်ပြဿနာရှာမှာကိုစိုးရင်လို့တရားမင်းကဟူကုန်းကိုမတ်မွန်ချံမှာစောက်ရှောက်ခိုင်းလိုက်ပါတယ်။စုံဟူကုန်းလည်းမတ်မွန်ချံကိုရောက်တော့မတ်မွန်ဒီဒီကိုကြည့်ပြီးအယံကိုစားချင်နေခဲ့ပါတယ်။သူဟာမတ်မွန်ချံကိုပတ်ကြည့်ပြီးတဲ့အချိန်မှာမတ်မွန်ချံကိုစောက်တဲ့ရေစောင်းနှက်ကပေါ်လာခဲ့ပါတယ်။တောက်စိန်ဤဂရိကမတ်မွန်ချံကိုစောက်ရှောက်ဖို့ဟူကုန်းကိုတောင်းဝန်ပေးထားကြောင်းကိုသိရတော့ ရွေဆောင်နမင်းလဲဟူကုန်းကိုမတ်မွန်သီးတီအကြောင်းရှင်းပြပါဗါးမတ်မွန်သီးတီရဲ့ထာဝရနှုပြိုနိုင်တဲ့အစွမ်းကိုတည်ရတော့ဟူကုန်းလဲမတ်မွန်သီးတီအစားရအောင်ကြံစီပြန်တော့တယ်သူဟာရွေဆောင်နမင်းထွက်သွားတဲ့အချိန်မှာမတ်မွန်သီးတီကိုမြောက်တို့ရဲ့တဘာဝအတိုင်းတစ်လုံးပြီးတစ်လုံးစီကမ်းမဲ့သွားခူးဆပါတော့တယ်သူကမတ်မွန်သီးတီကိုအားရပါရစားပြီးဘိုင်းပြေလာတဲ့အတွက်မတ်မွန်ကိုင်းမှာမတ်မွန်သီးလေးတစ်လုံးအဖြစ်အသွင်ပြောင်းပြီးတော့အိတ်ဆက်နေခဲ့ပါတယ် အဲ့ဒီအချိန်မှာလက်သမီးလေးတွေကမိဖုရားကြီးအမေအယမတ်မွန်ပွဲတော်ကျင်းပဖို့လိုအပ်တဲ့မတ်မွန်သီးတွေကိုလာရောက်ခုဆွကြပါတယ်။မြေဆောင်နတ်မင်းကြီးဟာဝူခုံကိုမတ်မွန်ကျန်ဆောက်ရှောက်ဖို့တောင်းဝန်ပေးထားကြောင်းကိုပြောပြတဲ့အတွက်လက်သမီးတွေကလည်းဝူခုံစီကခွင်တောင်းဖို့ဝူခုံကိုရှာကြပါတယ်။ဝူခုံကအိတ်နေတဲ့အတွက်သူတို့လည်းရှာမတွေ့လို့နောက်ကျနေတာကြောင့် မမွန်သည်ဒီကိုအလင်းအမြန်ပဲခုဆွကြပါရယ်မမွန်သည်ဟန်ဆောင်လာတဲ့ဝူခုံးကိုထိမဲ့အလုံးမှာတော့ဝူခုံးကနိုးလာခဲ့ပါရယ်မမွန်ပွဲတော်မှာအဲ့ခံမှုမမွန်သည်ဒီကိုလာခူးတာကိုတီးရတော့ဝူခုံးလည်းသူ့ကိုလည်းဖိတ်မှာပဲလို့တွေးပြီးပျော်ရွှင်နေခဲ့ပါရယ်ဘာလို့လဲဆိုတော့သူလည်းတကိုးရှင်နတ်မင်းတပါဖြစ်နေလို့ပါပဲဒါပေမဲ့မေတော်ကြီးကသူ့ကိုလူရမသွင်းပဲဖိတ်တဲ့စည်းင်းမှာ မပါကြောင်းကိုသိရတော့သူလည်းဒေါသထွက်သွားခဲ့ပါတယ်။သူဟာမမုံပွဲတော်ကိုကြောင်းဆန့်အောင် လုပ်ဖို့ကြိုးစားပါတော့တယ်။မမုံပွဲတော်စီကိုဖိတ်ထားတဲ့လူတွေမရောက်ခင်အရင်ရောက်အောင်သွားခဲ့ပါတယ်။ကျွေးမွေးအခမ်းဖို့ပြင်ဆင်နေတဲ့နတ်စစ်တီတွေနဲ့နတ်မိမယ်တွေကိုသူ့ရဲ့အစွမ်းနဲ့မေ့မြောအောင် ပြုလုပ်ခဲ့ပါတယ်။ပြီးတဲ့နောက်မှာဝူခုံးကအဲ့ခံဖို့ပြင်ဆင်ထားတဲ့အသီးအနှံတွေ ဝိုင်းအရက်တွေနဲ့စားတောက်ခွေရာတွေကို အားရပါးရစားတောက်နေခဲ့ပါတယ်။ ဝခုံးတရအရက်တွေတောက်ပြီးမူသွားတဲ့အချိန်မှာတော့စားတောက်ပြီးကြံနေခဲ့တဲ့အသီးအနှံတွေကိုထုတ်ပိုးပြီးရတနာလှိုင်းကူမှာရှိနေတဲ့သူ့တပည့်မြောက်လေးတွေစားဖို့အတွက်ယူဆောင်သွားခဲ့ပါတယ်။ဝခုံးကငုံငုံနဲ့လျှောက်သွားပြီးလောင်စီနတ်မင်းရဲ့တုတိတာနန်းတော်ကိုရောက်သွားခဲ့ပါတယ်။လောင်စီနတ်မင်းရဲ့မော်ဆေးရီနတ်နန်းကိုတွေ့တော့ခိုးပြီးဝင်သွားခဲ့ပါတယ်။ မမွန်ပွဲတော်မှာတော့မေတော်ကြီးကဝုခုံးကြောင့်ဖြစ်ခဲ့တာကိုတီးတော့ဒေါပွားနေခဲ့ပါတယ်။ဝုခုံးကတော့လောင်စီနတ်မင်းရဲ့မော်ဆေးရီဌာနန်းထဲမှာတောင်းချမ်းနေခဲ့ပါတယ်။သူဟာလောင်စီနတ်မင်းရဲ့မသေးသေးတွေမော်ပဓာအလုံးတွေကိုအားရပါးရစားတောင်းနေခဲ့ပါတယ်။ဒါကြောင့်မင်းလဲဝုခုံးပြဿနာရှားတဲ့အကြောင်းကိုသိသွားတော့ဒေါသထွက်သွားခဲ့ပါတယ်။သူဟာလီကျင်းကိုလက်စစ်တီတောင်းကိုဥဆောင်သေးပြီးဝုခုံးကို ဖမ်းဆီးစေခဲ့ပါတယ်။လီကျင်းဟာတရားမင်းစီကအမိတ်ရပြီးတာနဲ့ချက်ချင်းပဲအောင်စီအောင်မောင်းနေတီးပြီးဟူခုံးကိုဖမ်းဆီးဖို့လူပြည်ကိုဆင်းလာခဲ့ပါတယ်။လူပြည်ကိုရောက်တော့ဟူခုံးတပည့်မြောက်တွေနဲ့နတ်စစ်တီတွေဟာဒိုင်ပွဲအဖြစ်အထံဖြစ်ကြပါတော့တယ်။လီကျင်းနဲ့ဟူခုံးကလည်းသူတို့ရဲ့နတ်လက်နက်တွေကိုဈေးလွတ်ပြီးတိုက်ခတ်ကြပါတယ်။နောက်ဆုံးမှာနတ်စစ်တီတွေဟာဟူခုံးကိုဝိုင်းပြီးတိုက်ခတ်ကြပါတယ်။ပြဆောင်နမင်းရဲ့အတန်လှမ်းကြောင့်ဟူခုံးဟာ ခေါင်းမူးနေတဲ့အချိန်မှာတော့လျက်စီးနမင်းကသူ့ရဲ့ထီကိုပွင့်ပြီးဝူခုံးကိုထီးတဲ့ဖမ်းစီလိုက်ပါတယ်ဝူခုံးကိုထီးတဲ့ဖမ်းထဲလို့ရပြီလို့သူတို့ထင်နေကြတဲ့အချိန်မှာတော့ဝူခုံးကထီးအပြင်ကိုတကူအစွမ်းနဲ့ပြန်ပြီးထွက်သွားခဲ့ပါတယ်မျောက်လေးတွေကလည်းသူတို့မျောက်ပြင်ကြီးပြန်တယ်လွတ်မြောက်လာခဲ့လို့ဝမ်းသာနေခဲ့ကြပါတယ်နစစ်တီတွေကဝူခုံးကိုဖမ်းစီလို့မရတာကိုသိလို့ လက်ပလာနဲ့ပဲကောင်းကင်ဘုံကို ပြန်တက်သွားခဲ့ရပါတယ်ကြာမင်းကတော့နတ်စစ်တီတောင်းက ယောက်လေးတကောင်ကိုတော့မဖမ်းဆီးနိုင်တာကိုသိတော့ဒေါသထွက်သွားခဲ့ပါတယ်။သူ့ရဲ့ဘေးမှာခါးစားနေကြတယ်။နတ်စစ်သူကြီးတွေကိုဝူခုံးကိုဘယ်သူသွားဖမ်းပေးနိုင်လဲလို့မေးတော့နတ်စစ်သူကြီးတွေကဝူခုံးကိုထိတ်လန့်နေကြလို့မဖမ်းရဲခဲ့ကြပါဘူး။အဲ့ဒီအချိန်မှာတောင်ပင်လေကကွမ်ရင်မေတော်ကနတ်ပြည်ကိုရောက်ရှိလာခဲ့ပါတယ်။ဝူခုံးကိုဖမ်းဆီးဖို့ကွမ်ရင်မေတော်ကအားလန်နတ်မင်းကိုဈေးလွှတ်ခဲ့ပါတယ်။အားလန်နတ်မင်းဟာတရားမင်းရဲ့ဒူတော်ဆက်ပါတယ်။သူဟာဝူခုံးကိုဖမ်းဆီးဖို့ လူပြည်ကိုရောက်ရှိခဲ့ပါတယ်။ဝခုံးနဲ့အားလန်နမင်းတို့ဟာလူပြည်မာယောကောင်းကင်ဘုံမှာပါအပြင်းအထန်တိုက်ခိုက်ကြပါတယ်။နောက်ဆုံးမှာဝခုံးဟာ82မျိုးအသွင်ပြောင်းလဲခြင်းအစွမ်းကိုအသုံးပြုပြီး အားလန်နမင်းစီကနေထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။သူဟာထွက်ပြေးတဲ့အချိန်မှာအားလန်နမင်းရဲ့အိမ်ကိုအားလန်နမင်းဟန်ဆောင်ပြီးသွားမှွေနေခဲ့ပါတယ်။အားလန်နမင်းပြန်ရောက်လာတော့တည်သွားတဲ့အချိန်မှာဝခုံးဟာထပ်မံပြီးထွက်ပြေးသွားခဲ့ပါတယ်။အားလန်နမင်းက ဝူခုံးကိုဘလို့မှမဖမ်းဆီးနိုင်တော့ဘူးလို့သိတဲ့အချိန်မှာတော့ကောင်းငင်ဘုံကနေစိန်တန်ခွင့်ကိုပြစ်ပြီးဝူခုံးကိုဖမ်းဆီးမှဖမ်းမိခဲ့ပါတယ်။တရားမင်းကလည်းဝူခုံးကိုဖမ်းမိသွားလို့အရန်ကိုပျော်ရွှင်နေခဲ့ပြီးဝူခုံးကိုကွန်မြတ်ဖို့စီစဉ်ပါတော့တယ်။သူကဝူခုံးကိုမိစ္ဆာကောင်းဖြတ်မျှော်စင်မှ၆ຫນောင်တာပြီးခေါင်းဖြတ်တက်စေခဲ့ပါတယ်။ခေါင်းဖြတ်လို့မသေးတော့မိရှိကိုခိုင်းခဲ့ပါတယ်။မိရှိလို့မသေးတော့မိုးချိုးပစ်စေခဲ့ပါတယ်။ဝူခုံးကဘလို့မှ တက်လို့မရတဲ့အတွက်တရားမင်းလည်းစိတ်တက်ကြခဲ့ရပါတယ်။လောင်စီနဲ့မင်းကဝူခုံကိုသူ့ရဲ့ဆေးမီဘူးမှာ49ရက်ကြာမီးပြပြင်းနဲ့မီးတော်နိုင်သွင်းဖို့အကြံပေးခဲ့ပါတယ်။လောင်စီနဲ့မင်းကိုယ်တိုင်ပါကဆေးမီဘူးမှာမီးပြပြင်းနဲ့မီးတော်နိုင်သွင်းခဲ့ပေမဲ့ဝူခုံကမတည်ခဲ့ပါဘူး။ဝူခုံတယောက်မီးဖို့ကနေလွတ်မြောက်ပြီးကောင်းကင်ဘုံမှာဂျွန်းထိုးမှောက်ကုန်ဖြစ်အောင်ပြုလုပ်တဲ့အခန်းတွေကိုတော့အပိုင်းလေးမှာဆက်လက်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ။